ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာလူငယ်တွေရဲ့အုံနောက်ဇလန်းမီလေးကိုနားဆင်ခံစားကြည့်ကြပါဦးခင်ဗျာ The Learning စတင်ခင်မှာတော့ VPN လေးဖွင့်ပြီးကြည့်ရှုပေးကြပါဗျာတခါကရွာလေးတူအောင်မှာခက်ခဲစွာရှာဖွေစားရပါတယ်သူတို့ကရွာကနေပြီးတောနဲ့ကြီးထဲမှာသွားရှာဖွေစားတောက်တဲ့အချိန်မှာတောဆောင်တောင်ဆောင်တွေကတက်ဖြက်လို့တော်တော်များများတည်ဆုံးခဲ့ရပါတယ်ဆယ်သုံးနှစ်လောက်ကြာပြီးတဲ့နောက်မှာ ရွာကြီးကရွာသူရွာသားတွေကို ပြန်လဲပြောပြတာပေါ့မောက်တော့နေဟိုမှာကြီးတန်းတကြီးပါရီပြောနေရလဲမသိဘူးလူတွေအဲ့လောက်အုံနေတာသိချင်သွားနားထောင်လေမြက်ပြူးရဲ့တကြီးဘာရီပြောနေရလဲကျွန်တော်လဲနားထောင်ကျင်တယ်ငါတို့ရွာကတန်ငါတယ်လေသူငါ့ကိုသွားရှာတာ၃ရက်ရှိပြီပြန်မလာဘူးအဲ့ဟာမနေ့ကရွာကလူတွေနှင်းစားသွားရှာတော့သူ့အဝေစားတွေစုပ်ပြတ်တက်နေတာပဲမြင်ရတယ်တဲ့ အဲ့ကြောင့်အားလုံးကတောဆောင်တောင်ဆောင်နေစားတာခံရပြီလို့ထင်နေကြတာအဲ့ဟာဘာကောင်းလဲဟာမိမိဘာတွေကမပြောပြဘူးလားကွအရင်ကတည်းကအဲ့တော်တဲ့သွားတဲ့လူဆိုတောဆောင်တောင်ဆောင်တွေကတတ်ပြင်းနေကြလေကြားတာနဲ့တင်ကြက်သီးထားတယ်ဒါဆိုအဲ့ထဲမှာဟင်းသွားရှာနေကျွန်တော်တို့ရွာသားတွေတေကုန်တော့မှာပဲအေးကွာသွားမရှာပြန်တော့လေစားစရာကမရှိဘူးဟာလူတိုင်းလည်းကြောက်နေပြီနေကင်းသွားရင်တော့ဘာမှမဖြစ်ဘူးထင်တယ်တကြည် ညသွားလဲတွေ့နေသွားလဲတွေ့နေတာမို့ငါလဲဘလို့လုံးဝမှမသိစဉ်းစားရခက်နေတာအားလုံးဆိုပြီးသွားတက်လိုက်ရင်ကောတကြီးဘလို့ထင်းလဲလူတိုင်းကကိုယ့်အသက်ကိုချစ်ကြတယ်လေဘသူကအသေးခံခြင်းမလဲမင်းတို့ပဲသွားဖို့တက်တည်ရှိတယ်အဲ့လိုသွားလို့အကုန်လုံးတက်ခံလိုက်ရရင်ကြံခဲ့တဲ့သားမယားတွေပဲစိတ်ပူပန်ရမှာမင်းတို့ဒါကိုလည်းထဲ့တွေးအောင်လေဒါကတော့လွန်သွားပြီထင်းတယ်တကြီးသူတို့ကရွာသားတွေဒီလိုမတက်ဖြတ်စားတောက်သင့်ပါဘူး နီးလည်းမရှိတော့ဘူးလားတကြီးတတိထားယုံကလွဲလို့မရှိဘူးဟာကျွန်တော်တို့ဒီတိုင်းဆက်သွားရင်ငတ်တေကုန်မှာပေါ့ဓာတ်တယောက်တစ်ချောင်းကင်ပြီးသွားတက်လိုက်အောင်ပါတကြီးပြောတော့ကတော့လွယ်တယ်ကွာသူကလို့တယောက်ဝင်ကျန်အကုန်တက်ခံရရင်ဘလို့လုံးမလဲဒီတိုင်းနေတာပဲကောင်းပါလေကွာရွာထဲပဲရှာဖွေစားတော့သွားကြတာပေါ့စဉ်းစားရတာလေခက်တာကွာဒီတိုင်းသာဆက်သွားရင်တေပါလုံးငတ်တေကုန်တော့မှာအဲ့ဒီရက်တက်စီကရွာထဲဒီလူကိုလာမစားတာပဲ ကံကောင်းလာပြီပြောရမှာပေါ့ဒါဆိုလဲအဲ့လောက်တော့မဖြစ်နိုင်ဘူးလေသူလာပြီတော့တဲ့ပြန်မသွားတဲ့ရင်ဘယ်လိုလုပ်လဲဘာမှတော့မလွယ်ဘူးဟရွာပြောင်းရအောင်လေပူတော်ခက်သေးလမ်းတစ်ဝက်မှာတင်တောဆောင်တောင်ဆောင်နေနဲ့သွားတွေ့လို့တတ်ခံလိုက်ရင်ပူတော်ဆိုးမယ်ဒီလိုကြားတော့ရွာသားတွေပူကြောက်သွားခဲ့တယ်ဘသူမှအစာရှာမထွက်ရဲတော့ရွာထဲမှာပဲငတ်မော့စားနေတာပေါ့ဘယ်လိုလုပ်အောင်လဲကွာ ငါရွာသူရွာသားတွေဘဲမှမသွားရတော့အစာငတ်ကုန်ပြီ။တကြည်ဝါစီပွားစီလုံနေတာကျွန်တော်ကြားရနော်။ငါစိတ်ညစ်နေပါတယ်ဆိုနေကလာပြောင်နေသေးတယ်။ရွာသူရွာသားတွေငတ်ပြတ်နေလို့ငါစိတ်ညစ်နေတာကွာ။တိုးတဲ့မသွားရတော့ဘာမှမစားရမတောက်ရတာမို့အိမ်ကမိန်းမတွေလည်းစိတ်ကောက်ကုန်ပါပြီ။ဒီတိုးတဲ့မလာတာသုံးလျက်ပဲရှိသေးတယ်။တိတ်ဆိတ်လာပါလားဟာ။ငါထင်နေကြောက်နေလို့ဖြစ်တာနေမှာပါ။ကြောက်စရာလားဟာ။ ငါလူမျိုးကလေးကဒီတော့တဲ့ကိုလာတာငါးရီဆိုယာနဲ့ချီကိုရတာဟေးအခုကြတော့တိတ်ဆိတ်နေတာထူးဆန်းနေတယ်လို့ပဲအခုတော့တခြားစီဘာမှကိုမတွေ့သေးဘူးမောလာပြီဒီမှာနားရအောင်လားမောတယ်ဆိုလဲဒီတိုင်းထိုင်နေလေကျွန်တော်အသီးတွေသွားရှာစားလိုက်အောင်မယ်အေးပါငါ့အတွက်နှလုံးလောက်ယူလာပေးဦးနော်ငါဟိုနားကနေထိုင်ဆောင်နေမယ်တိတ်မကြသေးနဲ့ငါဆောင်နေမယ်နဲနေတော့ကြာမှာပေါ့အပင်ကဘယ်နှရှိလို့ရှိမှမသိရှာရအောင်မယ်လေတွေ့မှာပြန်လာခဲ့မယ်ဟုတ်ပြီလား အေးပါငါစောင့်နေနေအောင်မိမသွားနဲ့ဦးဒီတော့ထဲမှာလဲတီးတီးတွေရှားခတ်လိုက်တာဘာအသီးမှကိုမတွေ့မဲ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 တွေနဲ့ဘာကောင်လေးဟာတိရွယ်ချောက်တွေများလားကိုကောင်ကိုသွားမိရအောင်လဲမဟုတ်သေးပါဘူးဖိအောင်ဖိအောင်ခြေထောက်ရှည်ရှည်မဲမဲနဲ့ဆိုတော့တိုးဆောင်တောင်းဆောင်တွေထင်နေဟာဘာဒီအောင်းနေရလဲဟာငါခဏတပြုတ်လေးထိုင်နာနေရတော့နောက်ရှက်နေရဒီကောင်ကနင်အဲ့ဖယ်လက်ကြည့်လိုက်အောင်ဟာခြေထောက်ရှည်ရှည်မဲမဲနဲ့နင်တိတ်မော်နဲ့သူ့နိုးသွားလိမ့်မယ် ကြည့်ပါလေသိငုတ်ပါကွာမီးလောင်ထားတော့မဲနေတာနင့်မျက်လုံးနှလုံးပြူးပြီးကြည့်လိုက်စမ်းမျက်နာပါးစပ်နှာခေါင်းလေနဲ့မင်းဘာတွေပြောနေရလဲကွာငါနားမှာသိငုတ်ပဲတွေ့တယ်ဘယ်နားမှာလဲအာတရရဲ့မုံနေဟာပြင်းပြင်းချင်းထွက်လာခဲ့သူနိုးနေ ਉ မငါမတော်နိုင်တော့ခြေထောက်တွေတောက်နေပြီငါဟူလာခေါ်ပြ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 လုံးမှာပါထွက်ခဲ့ငါဆက်မတော်နိုင်တော့ဘူးဟာခြေထောက်တောက်လာပြီနေအဲ့လိုလုံးမနေနဲ့ဟာ ပိုမှသူ့နိုးသွားပြီမြ мян ပြီးတော့နေနိုးကငါးနယ်တွေဝင်လာပြီထွက်ပြေးကျင်သေးတယ်ပေါ့လေနေလို့မှန်မထင်နဲ့ငါလေပင်ချိုးပြီးတက်စားပြင်မှာတကယ်ချင်းနေငါ့ကိုလာခဲ့哦သူငါ့ကိုတတ်တော့မယ် sorry ပဲတကယ်ချင်းဟာနေကသူ့လက်ထဲရောက်နေပြီပြေးပြီကွာနေတကယ်ချင်းကလည်းနင်းကိုထားပြီးထွက်ပြေးသွားပြီငါလေးနင်းကိုတက်စားရုံပဲအဆကရေကရွာသားတွေကြောက်နေပါလေဆိုဒီလိုထက်ကြုံတော့ဘယ်သူမှတော်တယ်မသွားကြဘူး ငတ်ပြက်ပြီးဒုက္ခရောက်နေကြပါတယ်။ရွာသားတွေလည်းတောဆောင်တောင်ဆောင်တွေကရွာထဲတွေဝင်လာပြီးလူတွေစားမကိုကြောက်နေတဲ့အတွက်နတ်ဒီဝါစီကိုဆူတောင်းနေခဲ့တယ်။ဒကြမင်းကလည်းဆူတောင်းစကားကြားတော့ကိုရိုင်းဧရွာကိုဆင်းကြည့်တဲ့အချိန်မှာရွာသားတွေကဒုက္ခရောက်တဲ့ပြင်စိတ်တန်ရပါရနေခဲ့ပါတယ်။ဒီတောဆောင်တောင်ဆောင်ကြောင့်လူတွေတော်တော်ဒုက္ခရောက်နေပါလား။ဒါတော့စိုးနေငါကိုယ်တိုင်သွားဆုံးမရတော့မယ်ထင်တယ်။ဟင်ကြားမင်းတောဆောင်တောင်ဆောင် ခမဘာတွေလှုပ်ထားလဲဆိုတာသိရလားရွာသားတွေကိုစားတောက်တဲ့ပြင်စိတ်တန်ရပါပေးသေးတယ်ဒီလောက်ဆိုငါမင်းကိုတန်ပေးမှရတော့မယ်တောင်းဝင်ပါတယ်ကျွန်တော်ကိုခွင့်လို့ပေးပါထပ်မလုပ်တော့ဘူးလို့ဂတိပေးပါတယ်ဒီတိုင်းလက်လို့စပယ်တော့မရဘူးနောက်တစ်ခါရွာသားတွေစားရင်ကြောက်တုံးကြီးဖြစ်ပါစေနားမထောင်လို့ကတော့ခမပြန်လာလို့မရအောင်ကိုတန်ပေးမှတေချာမှတ်တာနေခင်းတော့ရွာသားတွေကိုလာရှာဖွေစားတောက်ခိုင်းလိုက် နောက်နေ့မနေ့ရောက်လာတဲ့အချိန်မှာတော့ ရာသားတွေအားလုံးနားထောင်ကြမင်းညကတကြောင်မင်းကအိမ်မက်လာပြီးသွားတဲ့တိုးဆောင်တောင်ဆောင်တွေကညပဲစားတောက်ပါတဲ့ဒီတော့ငါတို့လည်းနေကင်းရှာပွေစားတောက်နိုင်မယ်သူတို့နေတဲ့နေရာတော့တွားမရှုံနဲ့ပေါ့တကြီးကျွန်တော်တို့ကသူ့နေရာကိုနေရာဘလို့သိနိုင်ပါလဲဘယ်နေရာမှာရှိရလဲတကြီးတင်ရင်လည်းပြောပြပါဦးဒါကတော့မခက်ပါဘူးတိပင်တအားကြီးတဲ့နေရာတွေမှာတွားနဲ့အဲ့ဟာ သူတို့နေရာပဲသူတို့ကညပဲငါတို့ကိုစားတောက်နိုင်တာပါ ဩအရေးကြီးတာကအဲတောဆောင်တောင်ဆောင်တွေကခြေတွေလက်တွေအရန်ကြိုက်တာအဲကနေစဖမ်းလိုက်မယ်မလာတဲ့လူလဲတယောက်ကိုတယောက်ပြောပြကြနောက်တစ်ခါကနေခင်းမဲ့အဲ့တော်တွေကိုသွားလို့ရတာနော်မိုးချုပ်တာနဲ့အိမ်ပြန်ရောက်ပါစေနေခင်းကတော့ဖမ်းထားရုံကလွဲပြီးစားတော့စားရဲမှာမဟုတ်ဘူးဒီလိုဆိုတော့လေမငတ်တော့ဘူးပေါ့ရှစ်လာကူလာလောက်တော့အစဉ်ပြေခဲ့ပေမဲ့ခုနောက်ထပ်တစ်ခါကသူတို့တွေဒုက္ခရောက်လာပြန်ပါတယ်သူတို့သွားရှာဖွေ စားတောင့်နေတဲ့အပင်ငယ်တွေစီက အသီးတွေကကုန်သွားပြီးတောကောင်လေးတွေလည်းတောနဲ့ထဲဝင်ပြီးကုန်ပါပြီ။အဲ့နေရာတွေကတစ်ပင်တွေအရန်ကြီးတော့အဆောင်တွေရဲ့နေရာမျိုးရွာသားတွေလည်းဝင်မရှုပ်ရဲပါဘူး။အခုတော့ရွာသားတွေဒုတိယကြိမ်ဒုက္ခရောက်ခြင်းပဲဖြစ်ပါတယ်။နောက်နေ့မှာတော့မောင်တော်နဲ့မြက်ပြူးတို့ကတကြီးအိမ်ရောက်လာခဲ့တယ်။အဆောင်တွေကခြေနဲ့လက်တွေဖမ်းတာကြိုက်တယ်ဆိုတာသိကြလားတကြီး။ဟုတ်တယ်။သူတို့အကြိုက်ဆုံးနေတာကလက်နဲ့ချက်တော့ပဲ။နင်တို့ဘာလို့မို့လဲ။ဒါဆိုကျွန်တော်တို့ဝလုံးကိုတွားခုပြီး ခြေတွေလက်တွေကိုဆွတ်ထားလိုက်မယ်လေသူဖမ်းမိရင်တော့ခြေလက်အစ်စ်ဖမ်းမိတာမဟုတ်တဲ့အတွက်လွတ်လာနိုင်သေးတယ်ကျွန်တော်ထင်တုံးလို့ရတယ်ထင်တာပဲစမ်းကြည့်မလားမတုံးကလည်းဘလို့လို့ဖြစ်နိုင်ပါလဲမင်းမလို့တကြီးကို လာပြောပြရဲတဲ့သူပြောတာလည်းဖြစ်နိုင်တာပဲသူကခြေတွေလက်တွေဖမ်းလဲချွတ်ပြီးထွက်ပြေးနိုင်တယ်လေနေရင်စမ်းကြည့်လိုက်ကွာခြေတော်လဲနှီးပညာနဲ့နေစမ်းကြည့်ပြီးလွတ်လာတယ်ဆိုရင်ဘာသားတွေကိုလာပြောပြလိုက်ဒါမှငတ်မသိမှာဟုတ်ကဲ့ပါတကြီး မောင်တော်လေးသူ့အကြံစီတိုင်းမြက်ပြူးနဲ့အတူခြေဒီလက်ဒီမှာဝလုံးစွတ်ပြီးတောနဲ့ထဲဝင်သွားခဲ့တယ်။ငါတို့ကိုဖမ်းမိလို့ပြန်လို့မရရင်ဘယ်လိုလုပ်မလဲ။အဲ့လောက်လည်းမကြောက်ပါနဲ့ကွာ။ငါတို့ပြန်နိုင်မယ်ဆိုတော့ငါယုံကြည်တယ်။တရားရာဂိုင်းလုံးအပြည့်လား။နှစ်ရာအပြည့်ယုံတယ်ကွာ။နေကတော့ကွာလေကြီးရ။မဟုတ်ဘူးငါနှစ်ရာဂိုင်းလုံးပြောတာ။အဲ့လူကြတော့ငါမေကိုတတိတော်ရလာပြီ။နင်းနိုးတော့ချင်လို့နေပါပါကွာ။အစားတောက်ကောင်းလေးဖမ်းမိပြီဟာ။ မင်းမလွတ်နိုင်တော့ဘူးငါငါပြန်နေတော့မယ်နော်နင်းကတရေဖမ်းတာခံနေရပြီဆိုတော့နေပါဦးဒီမှာငါနင်းကိုလုတ်ပြမယ်ဒီမှာလေလွတ်ပြီဒါဆိုနင်းဘာတွေစောင့်နေမှာလဲပြီးတော့လေနေဝင်မိုးချုပ်သွားတော့ငါအချိန်ရောက်လာပြီဟာဟာဟာသူတို့ဘယ်ရောက်သွားပြီလဲဟာခုနကငါဖမ်းမိပါသေးတယ်ရွာသားတွေလည်းပျော်ရွှင်စွာနဲ့အဲ့လိုလုတ်တာကအန်ရယ်လွတ်မြောက်နိုင်တယ်ဆိုတဲ့အကြောင်းသွားပြောကြတယ်၃လရက်လောက်ကြာတော့ဝါးရီနဲ့ဆိုပြီး တော်တဲ့ကိုစမ်းလာကြည့်ကြတာပေါ့ဖဲ့အောင်မိုင်းငါ့ကိုလာဖမ်းစမ်းဟာဟာဟာမိပြီကွာနေအုံတော်သေးသေးလေးနဲ့ငါ့ကိုဖမ်းကျင်သေးရဲ့ညရောက်တော့ဘယ်ရောက်သွားပြန်တာလဲကွာကျွန်တော်ကိုလာဖမ်းလေကျွန်တော်ကဝဝလေကျွန်တော်ကသူ့ထက်ပူစားလို့ကောင်းတယ် तू ကကျွန်တော်လောက်မချိုဘူးလာဖမ်းလေလာမိုင်းငါ့ကိုလာဖမ်းလေရွာသားတွေကသူ့ကိုမကြောက်ကြတော့တိုးဆောင်တောင်းတောင်းကလည်းကြောင်သွားခဲ့တယ် ဒါကြောင့်တောဆောင်တောင်ဆောင်တွေလည်းလူတွေကိုစိတ်ပြက်လာတယ်။ရွာသားတွေလည်းအတင်းရဲကတောရဲတိရစ္ဆာန်တွေသွားဖမ်းဖို့ကြိုးစားလာတော့တယ်။တောဆောင်ကလူတွေစိတ်ပြက်လွန်းလို့တခါလေတူနာဖြတ်သွားတာတောင်ဖမ်းမှုနေနေတတလက်မကြည့်တော့ပါဘူး။တချို့ကလည်းသူ့ကိုသွားပြောင်းလာတောင်တောဆောင်ကစိတ်ဝင်စားတော့ပါဘူး။ရွာသားတွေလည်းတောဆောင်ကဘာဖြစ်သွားတာလဲဆိုပြီးစိတ်ဝင်စားနေခဲ့တယ်။ဒီတောဆောင်ကတော့မဟုတ်တော့ဘူးထင်တယ်။ငါဘာပြောချင်တာလဲ။အရင်ကလူတွေရတဲ့ဖန်းစားဖို့လိုက်ချောင်းနေရလေ ဲ့ဟာသူ့ကိစ္စလေနင်ဘာလို့စိတ်ဝင်စားနေရလဲ။ तू ကငါတို့တတိလက်တဲ့အချိန်ကိုစောင့်ပြီးအကုန်စားလိုက်မအောင်ငါကြောက်တာဟ။နင်ပြောရလေဟုတ်သားပဲ။ပိုမှတကြီးလာပြီဟ။တော့တိုင်ပင်ကြည့်အောင်။မောင်တော်နင်တကယ်လုံးမလို့လားဟ။ဟုတ်တယ်တကြီး။သူ့ကိုဂူထဲခေါ်သွားပြီးပိတ်လောင်ထားလိုက်မယ်။ဒါမှရွာသားတွေစိတ်ချလက်ချနေနိုင်မှာ။အေးပါအန်ရကင်းအောင်စဉ်းစားကြည့်ပေါ့။အဲ့နောက်တောဆောင်ကလည်း तू နေမမြင်သေးရတော့။ငါနင့်ကိုဂုံယူပါတယ်စမ်းကြည့်ပေါ့ကွာ။ ဟေးဟေးစိန်ပြင်းန်းကစားအောင်တူတူဆော့ရအောင်ကွာအပေါ်မရှိဘူးမလားလာလေငါတို့တွေတငယ်ချင်းလုံးကြမယ်လीဘလို့လဲလာပါထိုင်းမိုင်းမနေပါနဲ့ဘာမှလည်းမမျော်လင့်တော့ဘူးမလားဒါဆိုတူတူလားဆော့ရအောင်လေတငယ်ချင်းဖြစ်ချင်းတူတူလားဆော့လေโอเคလားဘလို့လဲပြောရင်းဆိုရင်အဲ့တောဆောင်တောဆောင်လဲသဘောတူလိုက်ပါတယ်အဲ့နောက်သူတို့နှစ်ယောက်လဲတောဆောင်ကိုဘူးတစ်ခုတည်းခေါ်သွားလိုက်တယ်တောဆောင်မနေ့ပြန်မှပြန်ဆော့ကြတာပေါ့ဒီမှာဆော့နေနော် ဟုတ်တယ်ဒီမှာပဲစောင့်နေတော့ဘဲမှမသွားနဲ့တော်ကြောင့်ငါတို့ကပြန်လာရှာနေရအောင်မယ်သူတီးလောက်ပါလေငါတို့ကိုရှာရအောင်မလုပ်တော့ဘူးမိုးလဲချုပ်တော့မှာဆိုတော့ငါတို့ပြန်အောင်မယ်တောဆောင်ကလည်းသူတို့ရဲ့အတွေးကိုလိုက်မမိပါဘူးသူတို့နှစ်ယောက်ကလည်းတောဆောင်ကိုဂူထဲထည့်ပြီးကြောက်တဲ့ပိတ်ကအင်းတွေပါကတ်ထားလိုက်တော့တယ်အဲ့နောက်ပိုင်းတောဆောင်ကလည်းဘယ်တော့မှထွက်မလာနိုင်တော့ပါဘူးအခုလိုကာတွန်းဇာတ်လမ်းကောင်းများကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ MS မြန်မာကာတွန်း channel လေးကို like and subscribe လေးလည်းလုပ်ပေးသွားပါအောင်ညာအဆုံးထိကြည့်ရှုပေးကြကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်